လန်ချမ်းမဲကောင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတွေကဆက်သွယ်ရေးနဲ့အွန်လိုင်းငွေလိမ်ဂိုင်းတွေကိုနှိမ်နင်းဖို့အချိန်နဲ့တပြေးညီအချက်လက်တွေအချင်းချင်းမျှဝေပြီးဆက်သွယ်ရေးအရာရှိတီးခြားထားရှိဖို့နဲ့ ဆင်ကတ်တွေကိုတင်းကျပ်စွာစီးစစ်ရောင်းချဖို့ဆုံးဖြတ်ခဲ့ပါတယ်။တရုတ်၊မြန်မာ၊လာအို၊ထိုင်း၊ကမ္ဘောဒီးယား၊ဗီယက်နမ်နိုင်ငံတွေကဝင်ကြီးအဆင့်ဆွေးနွေးပွဲကိုနိုဝင်ဘာ14ရက်နေ့ကတရုတ်နိုင်ငံကူမင်းမြို့မှာကျင်းပပြီးတော့အခုလိုသဘောတူညီခဲ့တာပါ။မြန်မာနိုင်ငံပြည်ထောင်စုဌာနဒုဝန်ကြီးပိုကျိုးအောင်ကျော်ကျော်ဆိုသူဦးဆောင်ပြီးတော့ တွားရောက်ခဲ့တာလို့မြန်မာစစ်အုပ်စုကသတင်းထုတ်ပြန်ပါတယ်။လန်ချန်းမဲခေါင်ဘုံတာဝန်အရမြန်မာနိုင်ငံအနေနဲ့ဒေတာရင်းနိုင်ငံတွေနဲ့ပုံမိုးပူးပေါင်းဆောင်ရွက်ပြီးတော့ကြားဖြတ်ငွေလင်ဂိုင်းတွေကိုတိုက်ဖြတ်မှာဖြစ်တယ်လို့လူကုန်ကူးခံရသူတွေကဲဆယ်ရေးလဲဆောင်ရွက်မှာလို့ဆိုပါတယ်။မြန်မာစစ်အုပ်စုလက်အောက်ခံကရင်နယ်ကြားဆောင်တပ်ကောင်းဆောင်စောချစ်သူဟာတရုတ်ရတိုင်ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့ရွှေကုတ်ကိုစီမံကိန်းကို2018ခုနှစ်ကတည်းကစတင်လာတာပါအဲ့ဒီနောက်နိုင်ငံတကာကအလုပ်လုပ်ခြင်းသူ သိန်းနဲ့ချီကိုရွှေကုတ်ကူကကြားဖြတ်ငွေလင်ကိုင်းတွေမှာလှည့်ပြခေါ်ဆောင်ပြီးတော့မတရားနှိပ်စက်ခိုင်းစေရာကနေ ခုအခါနိုင်ငံတကာမှာလူသိရှင်ကြားဖြစ်လာကမှနှိမ်နှင်းမယ်ဆိုပြီးတော့စောချစ်သူရောဆေးအုပ်စုကပါပြောလာတာပါဒီလိုကြားဖြန့်လုပ်နေတာတွေကိုလည်းသူတို့မသိဘူးဆိုပြီးတော့ဆေးအုပ်စုကရောစောချစ်သူအပါအဝင် DKBA စောဆန်းအောင်တို့အုပ်စုကလည်းပြောနေတာပါပြီးခဲ့တဲ့ရက်တွေတုန်းကလည်း DKBA ထိန်းချုပ်ရာ KK Park ထဲကလူမရှိတော့တဲ့အဆောက်အဦတွေကိုစစ်တပ်နဲ့စောချစ်သူတို့ပေါင်းပြီးတော့ကြားဖြတ်နှိမ်နှင်းတဲ့အောင်ပြစ်ခတ်ပောက်ခွဲပြခဲ့ပါတယ် အမေရိကန်ပြည်ထောင်စုက BGF ဆော့ချစ်သူ DKBA ဆော့ဆန်းအောင်အပါအဝင်အဖွဲ့ဦးစီးသူတချို့ကိုဒဏ်ခတ်ပိတ်ဆို့ထားပြီးတော့စုံစမ်းစစ်ဆေးအဖွဲ့တွေလည်းလွတ်ထားတယ်လို့ဆိုပါတယ်ဆေးအုပ်စုကတော့သူ့ရဲ့လက်အောက်ခံရွှေကုတ်ကူကဆော့ချစ်သူရဲ့ကြားပြန့်လုပ်ငန်းအကြောင်းတွေမပြောဘဲ KNU ကင်းမြူသားအစည်းအုံနဲ့ KK Park စက်နွယ်ရယ်ဆိုပြီးတော့ဆွဆွဲတာမှာ KNU ကလည်းသူတို့နဲ့ဘာမှမပတ်သက်ကြောင်းပြန်လည်ညှင်းဆန်းထားပါတယ်ကျွန်တော်အောင်ဆွေပါ